ားလုံးပဲမင်္ဂလာပါ Italian ခင်မင်းပေးရနေပါဒီနေ့ပြောပြတော့မယ့်အကြောင်းအရတော့ဒေါတာတူးနဲ့ပတ်သက်တဲ့တမန်ကြောင်းလေးတို့ပြပြပြထားမှာဖြစ်ပါတယ်ဒေါတာတူးကတော့ Way Corporation ကနေပြီးတော့မှ2009ခုနှစ်မှာ Defy or Isan Daughter 1ကိုအခြေခံပြီးတိုးမြင့်ခဲ့တာဖြစ်ပါတယ်အဲဒေါတာတူးကိုမပြောခင်ဒေါတာ1ကတော့ Rogen Ochon နဲ့ Frozen သုံးတော့ customer အနေနဲ့စတင်ခဲ့ပြီး EU နဲ့ Jinzo i4 တို့ကဖန်တီးခဲ့တာဖြစ်ပါတယ်ဒေါတာ2ကတော့ Official Release Date က2013ခုနှစ် ဇူလိုင်လ9ရက်နေ့မှာထုတ်ခဲ့ပြီးတော့ free to play နဲ့စတင်ခဲ့တာဖြစ်ပါတယ်။ Dota 2ဟာကမ္ဘာပေါ်မှာအကြီးကျယ်ဆုံး e-sport ဖြစ်လာတည်ရှိနေပြီးတော့မှစုပြေအများဆုံး e-sport ဖြစ်လာရပ်တည်နေတာဖြစ်ပါတယ်။ Dota 2ဟာ spreader တွေနဲ့ streamer တွေကြားထဲမှာလူကြိုက်များမြန်မာနဲ့ပြီးတော့မှ Twitch YouTube ပေါ်မှာလည်းကြည့်ရှုသူအများဆုံးနဲ့ stream အများဆုံးခရင်းတစ်ခုဖြစ်ပါတယ်။အဓိကအချက်တွေကတော့ developer ကတော့ Wave Corporation ဖြစ်ပြီးတော့မှဖြစ်ရှိခဲ့တဲ့ခုနှစ်ကောင်2013ခုနှစ်အမျိုးအစားကတော့ mobile အမျိုးသားဖြစ်ပြီးတော့မှမုတ်ကတော့ YouTube player online ဖြစ်ပါတယ် Freeman eBay ကတော့ international တီဝိုင်းဖြစ်ပါတယ်ဒါ game ပြိုင်ပွဲဖြစ်ပါတယ် Solo လို့ရတဲ့ platform တွေကတော့ PC နဲ့ Solo လို့ရတာဖြစ်ပါတယ် Windows macOS Linux တို့ဖြစ်ပါတယ်ကြည့်ရှုပေးကြတဲ့သူကကျေးဇူးတင်ပါတယ် channel တက်တဲ့ဆို like and follow လုပ်ခဲ့ပေးကြပါဦး